မင်္ဂလာပါအင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာစိုးကောင်းနှင့်တလားစာဆောင်းရံရှောင်းရံများကို ကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ် တင်းကသာသမီမိတ်ဆွေတွေလူချစ်လူခင်ပေါများနေပြီးတော့စက်တလာပိုင်းမှာမျက်နှာပန်းပြရာဆန်းနေပွင့်နေပဲမိတ်ဆွေတို့အနေနဲ့မိကောင်းဆွေကောင်းတို့ရဲ့ကူညီကောင်းနေရရှိမယ်အလောက်ကိုင်းနေဟိုဟိုဒီဒီပြောင်းရွှေ့လောက်ကိုင်းလို့သော စိတ်တွေဖြစ်ပေါ်နေတတ်ပြီးတော့စက်တူလောက်ကိုင်းရတဲ့အလုပ်တွေမှာစိတ်နှောင်ရှက်ဖြစ်ရတာမျိုး နားလည်မှုလွဲရတာမျိုးလေးတွေကြုံရတတ်ပါတယ်စက်ပစ္စည်းမြေဝင်တတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အိမ်ပြုပြင်ရတာမျိုးအိုးသေးအိမ်သစ်တွေစောက်လို့ရ တတ်ပါတယ်။လက်ရှိလောက်ကိုင်းနေသောစီးပွားရေးလုပ်ငန်းများဒီ၁၇လပိုင်းတလားဒါမှထင်သလောက်ခရီးမပေါဖြစ်နေမယ်။ငွေကြေးကိစ္စတွေခက်ခဲနဲ့ကြုံရမယ်။မိတ်ဆွေတို့အနေနဲ့မမျော်လင့်သောအကုန်ကြားများကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျွေးတင်နေတတ်ပါတယ်။ဒီ၁၇လပိုင်းတလားဒါမှကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတော်တော်များများမှာဒကြိန်နဲ့မအောင်မြင်မဲနဲ့နှစ်ကြိန်လောက်ကန်ရတတ်ပါတယ်။ချစ်သူဆောင်တွဲများဒီ၁၇လပိုင်းမှာကြည်နူးစရာပျော်ရွှင်စရာတွေနဲ့ ပြီးနှံ့နေပြီးတော့မင်္ဂလာသတင်းကောင်းများလဲကြားရပြီးကမှရက်ရွေ့သွားတာမျိုးလေးတွေကြုံရတတ်ပါတယ် ိန်အောင်ရှင်များမိမိရဲ့အိန်အောင်ပန်းမိသားစုဝင်များနဲ့စိတ်ဝမ်းကွဲစရာကိစ္စတွေနဲ့ကြုံရတတ်ပါတယ်။အင်္ဂါသားသမီးမိษွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာဗာပြက်တနာပဲကျုံလာကျုံလာမိษွေတို့အနေနဲ့ဒေါသတကြီးစိတ်လိုက်မှန်မှာဖြည့်ရှင်းတာမျိုးတွေကိုစင်ကျင်တဲ့ပါတယ်။ကျွန်တော်ရဲ့အင်္ဂါသားသမီးမိษွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာပညာကောင်းပညာထူးတွေရရှိတတ်ပြီးတော့ပညာဖြင့်လက်ရမယ်။စာမူးဝဲအလုတ်အင်တာဗျူးအလုတ်စာမူးဝဲမိမိရည်မှန်းတယ်လို့ ဖြစ်ဖဲနဲ့စိတ်အလိုမကျစရာလေးတွေဖြစ်နေတတ်ပါတယ်။မိတ်ဆွေတို့အနေနဲ့လက်တလောမှာမိမိရည်မှန်းထားတဲ့ရည်စူးထားတဲ့ကိစ္စတွေရှိတယ်ဆိုရင်ရဲရဲဟွန်းဟွန်းလောက်ကင်မှာအောင်မြင်မှုတွေရရှိတတ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာကျမ်းမာရေးအနေနဲ့သွေးပေါင်းချိန်မမှန်ခြင်းဥကောင်းမကြည်မလင်ဖြစ်ခြင်းချောင်းဆိုးရင်ကျက်ဖြစ်ခြင်းအစာမှာနှလုံးအားနေသောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာဘိုင်းလာတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတော်သူတွေဆိုလို့ရှိရင်6ရက်20နဲ့6ရက်20နဲ့8ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကိုညီမဲ့သူတွေနဲ့ကြုံရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာဘိုင်းလာတာမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်တော့မယ်ဆိုလို့ရှိရင်4ရက်17ရက်20ရက်နေ့တွေကို ရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာပန်းရောင်လိမ္မော်ရောင်အဝါရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်သင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါသနာပါလို့ထီကန်ဆန်းခြင်းနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနံပါတ်မှာ6စာ9စုံပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၇လပိုင်းတလားတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရွှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့လက်ဖက်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေရွှင်လန်းစေဖို့လှူဒန်းရင်လက်ဆောင်ပေးရင်စူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၇လပိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြ ြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေပေါ့နော်အစဉ်ပြေတော့ချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတန်မြာရေ6ခွက်လူတန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့ဆူတောင်းရင်းဒါလူတန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ၁၇လပိုင်းမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးကျွန်တော်ပြောခဲ့တဲ့ရေရာလေးတွေကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့မိတ်ဆွေတို့မှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကနေပြီးတော့လွတ်မြောက်ပါစေ